တာချီလေးမျိုးအာလကကွယ်ဒါလော့ကျောင်းတွင်စူပေါင်းတန့်ရှင်ရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလေးမျိုးအခြေခံပညာလယ်တန်းကျောင်းကွယ်ဒါလော့တွင်ယနေ့နဲ့နဲ့9နှစ်အချိန်ကဌာနဆိုင်ရာများပူးပေါင်းပါဝင်၍ကျောင်း၏အတွင်းအပြင်နှင့်လမ်းဘေးပတ်လည်နေရာများတွင်စူပေါင်းတန့်ရှင်ရေးဆောင်ရွက်ခဲ့ကြပါတယ်။တာချီလေးမျိုးရှိကျောင်းပတ်ဝန်းကျင်များကျမ်းမာရှင်လန်းစိတ်နှလုံးချမ်းမြေ့ပွေရာ မျက်စိပတာရဖြစ်ပြီး ကျမ်းမာရေးနှင့်ညီညွတ်သောပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန်ရည်ရွယ်၍သွေးလွန်တကွေးကာကွယ်ရေးနှင့်လေကောင်းလေတန့်ရရှိစေရန်တစ်ပင်ခြုံရွယ်များခုတ်ထွင်ရှင်းလင်းခြင်းရေမြောင်းများအတွင် အမိုက်များရေဝတ်ရေကြံများရွှွ့နော်များဖေရှားရှင်းလင်းခြင်းတို့အားခရင်နှင့်မြို့နယ်စင်ဌာနဆိုင်ရာများအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများစစ်ပြူအားဖွဲ့အခြေကျတာချီလိမ့်မှနေမြေကန်တပ်မတော်သားများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များဆရာဆရာမများနှင့် လူမှုကူညီရေးသင်းဖွဲ့များစုစုပေါင်းလူဦးရေ200ကျော်ခန့်စုပေါင်းတန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ